င်းမနက်ပိုင်းမှာဒီဗီဒီယိုလေးရုပ်တရက်တက်လာတော့ကျွန်တော်အချိန်20နီးပါးလောက်ထိဒီဗီဒီယိုလေးကိုကြည့်ဖြစ်တယ်ဗျာ။အားကြောင့်ဒီလောက်ထိကျွန်တော်ကြည့်ဖြစ်သွားလဲဆိုရင်တော့ကျွန်တော်ရဲ့ကြည့်ရှုနေကြတဲ့ viewer တွေအတွက်ကျွန်တော်မကြိုက်အချိန်တွေမှာပြပြပေးသွားမှာလည်းဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုကြည့်ပြီးကောင်းတချို့တွေကြည့်ပြီးနိုင်တယ်။တိုးတော်လည်းပဲဒီဗီဒီယိုမှာကျွန်တော်နဲ့အတူပြန်လဲကြည့်ရှုအားလုံးကိုဖိတ်ခေါ်ချင်ပါတယ်။အားကြောင့်လဲဆိုတော့ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့ပြောပြပြီးရှိနေပါ။ Okay ဆိုတော့အရင်ဆုံးဒီဗီဒီယိုလေးကျွန်တော်ဖွင့်ပြမယ်ပြီးမှကျွန်တော်ပြန်ပြီးတော့ reaction လေးလုပ်ပေးပါမယ်။ ကျွန်တော်ကြည့်လိုက်အောင်ဒါကတော့ဂျပန်နိုင်ငံကအကြောင်းတစ်ကြောင်းဖြစ်ပေါ်များပါတယ်အဲ့ဒီအကြောင်းတစ်ကြောင်းမှာဒီကအကူကပြောမယ်ဆိုရင်မှတ်တရတစ်ခုခုရေးပါဆိုလို့တဲ့မြန်မာနိုင်ငံမျိုးပုံဆက်ပြခဲ့လိုက်တယ်ဆိုပြီးတော့အဲသူရဲ့ဒီ TikTok အကောင့်ပေါ်မှာနေတာဖြစ်ပါတယ်ဒီဗီဒီယိုကတော်တော်လေးကိုပြောမယ်ဆိုရင်လက်ရှိအချိန်မှာလူကြီးများပြီးတော့မှ comment တွေများစွာနေတွေ့ရတဲ့ဗီဒီယိုလေးတစ်ပုဒ်ဖြစ်ပါတယ် ားလုံးမြင်တွေ့တဲ့အတိုင်းပဲကိုကတော့တကယ်ကိုတက်တန်းမှာပေါ့ပြောမယ်ဆိုရင်အလွတ်ကိုဆွဲသွားတာပါမြန်မာနိုင်ငံရဲ့မြေပုံပေါ့ဒါတကယ်ကိုပြောမယ်ဆိုရင်ကျွန်တော်ကြီးရှုနေကြတဲ့မြေတုကိုမဆိုတကယ်ကိုမြန်မာနိုင်ငံကိုချစ်မြတ်နိုးတဲ့သူတွေအတွက်တော့တကယ်ကိုပြောမယ်ဆိုရင်အဲချစ်ချူကုန်ပြူစရာခိုက်တဲ့ခုပါ โอเคဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပဲဗျ second ပိုင်းလေးပဲအဒီဗီဒီယိုလေးကတကယ်ကိုပဲကျွန်တော်ဒီနေ့မနက်ပိုင်းမှာထတော်လေးကိုပြောမယ်ဆိုဆွဲဆောင်မှုအရှိဆုံးဗီဒီယိုလို့တော့ပြောလို့ရပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ရှေ့မှပြောခဲ့သလိုပဲဒီဗီဒီယိုလေးကိုကျွန်တော်မြင်တဲ့အချိန်မှာအချိန်20မိသားလောက်ထိကိုကျွန်တော်ဒါဟုတ်ပဲပြင်မြင်ပြီးတော့ကြည့်ပြနေတယ်ဗျ။နောက်တခြားသောဗီဒီယိုတွေကိုထပ်ပြီးတော့ကျွန်တော်ရွှေ့ဖို့တော်တော်လေးကိုမိနေခဲ့ပါတယ်။ ပြီးတော့ဒီဗီဒီယိုထဲမှာအလုံးမဲ့ဒါကျွန်တော်မြင်တွေ့ခဲ့တဲ့အတိုင်းပဲပေါ့နော်အကိုကတော့ကျွန်တော်တို့ဟိုငယ်စဉ်ကလေးဘဝကျွန်တော် straight ចောင်းနေမှာပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့မြေပုံကျွန်တော်ဆွဲခဲ့ပူပါတယ်အားလုံးပဲဒီလိုဆွဲခဲ့တဲ့အခါမှာပေါ့နော်လက်ရှိအချိန်ဒီအသက်ရရောက်တဲ့အချိန်အထိအကိုကပြောမယ်ဆိုရင်ကိုယ့်နိုင်ငံရဲ့မြေပုံကိုမမေ့ဘူးဗျနော်ပြောမယ်ဆိုလက်တန်းဆွဲသွားတော်တော်လေးလဲကျွန်တော်အနေနဲ့ချီးကျူးမိပါတယ်နော်အကောင့်နံပါတ်ရတော့ ဖွန်ရင်းဆိုလားမသိဘူးเนาะဆိုတော့ဒီကိုလည်းတကယ်ပဲချီကျူးတယ်လို့အရင်ဆုံးပြောချင်ပါတယ်ဆိုတော့ဒီကိုရဲ့ဗီဒီယိုရဲ့ comment အောက်မှာလည်းကျွန်တော် comment လေးအချို့ကျွန်တော်နည်းလေးဖတ်ပြပေးချင်ပါတယ်ဆိုတော့အချက်လောက်ကြည့်လိုက်အောင်ဒီဗီဒီယိုရဲ့ comment အောက်မှာဗာရေးထားလဲဆိုတော့နိုင်ငံကြီးနေမကောင်းလို့သားတဲ့တကယ်ဆိုငါတို့အဝေးရောက်နေတဲ့လူငယ်တိုင်းရဲ့စိတ်ထဲအသေးသေးမှရောအယိုးဆွဲအောင်ချစ်တာငါတို့နိုင်ငံကိုပဲဆိုတော့ဒီ comment လေးကတကယ်ကိုပဲလက်ရှိချိန်မှာ 11.6k လောက်ထိကိုပြောမယ်ဆိုရင် reaction တွေပေးခံတာ ။နောက်တကယ်ကိုပဲပြောမယ်ဆိုရေးသားထားတဲ့စာသားလေးရလဲတကယ်ကိုရင်ထဲကိုရောက်ပါတယ်။ကျွန်တော်ထပ်ပြီးတော့ဖတ်ပြပေးပါဦးမယ်။နိုင်ငံကြီးနေမကောင်းလို့သာတဲ့တကယ်ဆိုငါတို့အဝေးရောက်နေတဲ့လူငယ်တိုင်းရဲ့စိတ်ထဲအသေးသေးမှရောတဲ့။အယူဆွဲအောင်ချစ်တာငါတို့နိုင်ငံကိုတဲ့။ဆိုတော့ပြောမယ်ဆိုရင်တော့ဒီ comment လေးကလည်းတကယ်ကိုပဲကျွန်တော်တို့နိုင်ငံကိုချစ်မြတ်နိုးတဲ့လူတိုင်းအတွက်လူတိုင်းရဲ့အရှင်ဘက်ထဲမှာရှိနေတဲ့အမှန်တရားတစ်ခုပါလို့ကျွန်တော်အနေနဲ့ပြောချင်တယ်ကျွန်တော်ကိုယ်တိုင်လည်းကိုယ့်ရဲ့နိုင်ငံကိုကျွန်တော်အရင်ချစ်ပါတယ် เนาะဆိုတော့လက်ရှိအချိန်မှာကိုယ်နိုင်ငံကကွန်မန်ဒဲကလိုပဲပေါ့เนาะနိုင်ငံကြီးကနေမကောင်းဘူးပေါ့ဆိုတော့ရရအဖက်ဖက်ကနေပြောမယ်ဆိုရင်နေမကောင်းတဲ့အခြေအနေမှာရှိနေပါတယ်သို့တော်လည်းပဲအဲဒီဗီဒီယိုကနေတဆင့်ကျွန်တော်တို့ရဲ့ချစ်ရတဲ့နိုင်ငံကြီးအမြန်ဆုံးနေကောင်းပါစေလို့အားလုံးနဲ့ထပ်တူကျွန်တော်လည်းဆန္ဒပြုချင်ပါတယ်ပြီးတော့ဒီမျိုးလေးနဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့ပြောချင်တာကဒီအကိုပေါ့နော်ဒီကိုဆိုရင်ဒါပြောမယ်ဆိုကျွန်တော်တို့မြင်တွေ့ရတဲ့အခြေအနေရဆိုရင်တော့အဲဂျပန်နိုင်ငံကအကြောင်းတစ်ကြောင်းပါနော်သူ့အနေနဲ့ဒါ ြောမယ်ဆိုတခုခုချရေးပါဆိုတဲ့နေရာမှာသူ့အနေနဲ့တကယ်ခေရပြောမယ်ဆိုချရေးမယ်ဆိုတခြားသောအကြောင်းအရာတွေများစွာချရေးလို့ရတယ်ဒါပေမဲ့လည်းဒီအချိန်မှာ သူ့ရင်ဘတ်ထဲမှာရှိနေတဲ့ကိုယ်နိုင်ငံပေါ်ချင်းမြန်လို့တဲ့စိတ်ဖြစ်တဲ့ဒါမြန်မာနိုင်ငံရဲ့ညီပုံကိုချဆွဲလိုက်တာကတကယ်ကိုပဲအဲကျွန်တော်တို့အားလုံးအတွက်တကယ်ကိုပြောမယ်ဆိုရင်အတူယူစရာပေါ့နော်အတူယူစရာလို့ပဲကျွန်တော်နည်းနည်းသုံးလုံးချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့တွေကမွေးလာပြီးတဲ့အချိန်ကြိုင်းကိုယ်နိုင်ငံမှာရှိရင်လည်းရှိနေနိုင်မယ်သို့တော်တခြားသောတိုင်းပြည်တွေလည်းရောက်နေကောင်းရောက်နေနိုင်တဲ့အကြောင်းမျိုးစုံကြောင့်ပေါ့လေနော်။ဘလို့ပဲကျွန်တော်တို့ကကိုယ်နိုင်ငံရဲ့ပြင်ပကိုရောက်သွားသည်ဖြစ်စေကိုယ်မွေးဖွားရနိုင်ငံကိုဒီလိုမျိုးချစ်မြတ်လို့တဲ့စိတ်ကအမြဲတမ်းရှိနေရမယ်ဆိုတာ ဘာပဲဖြစ်ဖြစ်တို့အားလုံးနားလည်ထားမယ်အချက်တခုဖြစ်ပါတယ်။နော်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဒီနိုင်ငံမှာမွေးဖွားပြီးတော့ဒီနိုင်ငံရဲ့မြေတုလေတုခြေတုဆိုတဲ့အခြေအနေသုံးခုမှာမူတည်ပြီးတော့မှကျွန်တော်တို့ကရှင်သန်လာခဲ့ကြရလဲဖြစ်ပါတယ်။ဆိုတော့ဒါကြောင့်လဲကျွန်တော်တို့ရဲ့နိုင်ငံပေါ်မှာကျွန်တော်တို့ဂျေဆုမမေ့ဖို့အရန်ကိုအရေးကြီးတယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်။နောက်တစ်ချက်ကဘာလဲဆိုတော့ဒီအခုကျွန်တော်တို့ဒီဗီဒီယိုထဲမှာမြင်တွေ့နေရတဲ့အီကိုဆွဲလိုက်တဲ့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့မြေပုံဒေချာလေးကြီးကြီးပါ။ဒေချာလေးကြီးကြီးကြပါဆိုတော့ဒီမြေပုံကိုကြည့်လိုက်တဲ့အခါမှာ ကယ်၍အများသာဒီမြေပုံအာကျွန်တော်တို့လက်ရှိမြေတွေ့နေရတဲ့ပုံစံမဟုတ်ဘဲနဲ့တခြားသောပုံစံမျိုးနဲ့ဆိုရင်ဒီလောက်ထိလှပနေမှာမဟုတ်တော့သေးကြတယ်ဗျเนาะဒါကတော့ကျွန်တော်အရှိ့ကိုအရှိ့တိုင်းပြောတာအမှန်အမှန်တိုင်းကျွန်တော်မြင်တာပါ။အားကြောင့်လည်းဆိုရင်အခုကျွန်တော်တို့ရဲ့မြေပုံလို့သိကြကြည့်ကြည့်။ဒါကိုယ်နိုင်ငံကိုယ်တိုင်းပြည်ရဲ့မြေပုံမဟုတ်လို့ကျွန်တော်ချီးမွမ်းကဖွင့်နေမှာမဟုတ်ဘူး။တခြားသောတိုင်းပြည်တခြားသောမြေပုံတွေကိုကျွန်တော်တို့လည်းမြင်မှုတယ်။သို့တော်လည်းပဲ အဲကျွန်တော်တို့တိုင်းပြည်ရဲ့မြေပုံကပို့ပြီးတော့အတိတ်ပဲနေရှိနေသလားလို့တော့ကျွန်တော်ထင်မှတ်မိပါတယ်။ဘာကြောင့်လဲဆိုဒီမြေပုံကိုကျွန်တော်တို့ပြန်ကြည့်ကြည့်လိုက်ကျွန်တော်တို့မှာအဲပြောမယ်ဆိုခေါင်းပိုင်းရှိတယ်ခန္ဓာကိုယ်ပိုင်းရှိတယ်နော်ပြောမယ်ဆိုရင်အောက်ပိုင်းဖြစ်တဲ့ခြေထောက်လည်းရှိတယ်နော်ဆိုတော့လက်တွေလည်းရှိတယ်ပေါ့နော်ပြောချင်တာအင်္ဂါရဲ့စုံညီစွာနဲ့တကယ်ကိုလှပနေတဲ့မြေပုံလေးတစ်ခုပါဆိုတော့ဒီလိုလှပနေတဲ့မြေပုံတစ်ခုကဘလို့အကြောင်းမျိုးနဲ့မှဖြစ်စေကျွန်တော်တို့က ပုံးပဲ့သွားလို့ပျက်စီးသွားလို့လုံးဝမရပါဘူးเนาะပုံးပဲ့သွားမယ်ပျက်စီးသွားမယ်ဆိုရင်တော့ဒီလိုလှပတဲ့အခြေအနေမျိုးကျွန်တော်တို့တွေဘယ်တော့အခါမှပြန်ရမှာမဟုတ်ပါဘူးနောက်တစ်ချက်ကတော့ဗာလဲဆိုတော့ကျွန်တော်တို့နိုင်ငံတိုင်းနိုင်ငံတိုင်းမှာပေါ့เนาะပြောမယ်ဆိုရင်တော့အမြင်မတူမှုတွေများစွာရှိကြတယ်ဘာကြောင့်လဲဆိုတော့လူဆိုတာအားလုံးကျွန်တော်တို့နားလည်ထားတဲ့သဘောတရားအတိုင်းပဲကျွန်တော်ရှင်းပြပေးခြင်းတယ်ကျွန်တော်တို့လက်မှာပဲကျွန်တော်တို့အတူရှိငါးချောင်းတော့မတူဘူးเนาะ ောစင်တာငါးเจ้าမတူဆိုတော့အဲ့လိုပဲကျွန်တော်တို့မိသားစုတစ်ခုမှဆိုလဲဒီတိုင်းပဲမိသားစုဘယ်နှစ်ယောက်ပဲရှိရှိတရတရစိတ်သဘောထားချင်းမတိုက်ဆိုင်တာတွေမတူညီတာတွေအများစွာရှိကြတယ်အဲ့လိုပဲနိုင်ငံတစ်နိုင်ငံအနေနဲ့ကြည့်မယ်ဆိုလဲဒီတိုင်းပဲကျွန်တော်တို့နိုင်ငံမှာမှအမြင်မတူဘူးလို့များထင်နေကြတာကျွန်တော်မေးချင်တာကမဟုတ်ဘူးဗျာတကယ်တကယ်တော့နိုင်ငံတိုင်းမှာအမြင်မတူတဲ့သူတွေများစွာရှိကြပါတယ်ဒါပေမဲ့သူတို့နိုင်ငံမှာအမြင်မတူဆိုပေမဲ့သူတို့ဟာအဲ့ဒီအမြင်မတူတဲ့အရာတွေကိုဘေးဖယ်ပြီးတော့မှတူညီတာတွေနဲ့သူတို့ရဲ့နိုင်ငံကိုကောင်းအောင်သူတို့ကတည်ဆောက်ကြတယ် ဒါကျွန်တော်တို့အားလုံးဒါဘာပဲဖြစ်ဖြစ်အတူယူကျင်စရာကောင်းတဲ့အချက်တစ်ခုဖြစ်ပါတယ်ကျောင်းနိုင်ငံသူနိုင်ငံသားရဲ့အနေနဲ့ဒါကိုလုံးဝအတူယူရမယ်အချက်လို့ကျွန်တော်အနေနဲ့မိမောင်းထုတ်ပြပြီးချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျောင်းနိုင်ငံမှာတယောက်တစ်ယောက်အမြင်မတူတာနဲ့တယောက်တစ်ယောက်ဆဲဆိုကြမယ်တယောက်တစ်ယောက်ကုတ်ကြဖဲ့ကြမယ်ဆိုတော့အဲ့ဒီပုံစံမျိုးတွေပေါ့နော်ဆွဲချကြမယ်။အဲ့ဒီပုံစံမျိုးတွေနဲ့ကျွန်တော်တို့ကရေရှည်ဆက်သွားမယ်ဆိုရင်ကိုယ့်ရဲ့တိုင်းပြည်ကသူများနိုင်ငံရဲ့နောက်ကိုတဖြည်းဖြည်းရောက်မှမသိရောက်မှမသိကျွန်တော်တို့က ရောက်သွားမှာဖြစ်ပါတယ်ဆိုတော့လက်ရှိလည်းရောက်နေပါပြီပေါ့နော်လက်ရှိလည်းရောက်နေပါပြီဆိုတော့အဲ့ဒီရောက်နေတဲ့အခြေအနေတကူကနေကျွန်တော်တို့အမြန်ဆုံးအခုနကွန်မန့်ထဲမှာရေးသားထားသလိုနေမကောင်းတဲ့အခြေအနေကနေနေကောင်းအောင်ကျွန်တော်တို့အနေနဲ့ဘယ်လိုပုံစံတွေနဲ့ကျွန်တော်ရှေ့ဆက်ကြမလဲဆိုတော့ကျွန်တော်တို့အလူငယ်တွေအနေနဲ့ပေါ့စဉ်းစားတက်ပါတယ်ဒါကျွန်တော်ကပြောမယ်ဆိုလူငယ်တယောက်အနေနဲ့ပဲကျွန်တော်တွေးတာပါတခြားသောနိုင်ငံကြီးဟိုအမြင်တွေရှုထောင့်နေကျွန်တော်အနေနဲ့လုံးဝကောင်းတဲ့မှာမရှိပါဘူး အဲကျွန်တော်ပေါ့ပေါ့ပါပါလေးပဲကျွန်တော်ရဲ့စိတ်ထဲမှာရှိတဲ့ကိုတိုင်းမျိုးချစ်တဲ့စိတ်တစ်ခုတည်းနဲ့ပဲခန်းစားချက်ကိုခန်းစားချက်အတိုင်ပွင့်လေးလေးပြောပြရခြင်းလည်းဖြစ်ပါတယ်ဆိုတော့အားလုံးညညွတ်နေကျွန်တော်တိုင်းပြည်ဟာဘာမှမတိုးတက်စရာအကြောင်းမရှိပါဘူးအဲကျွန်တော်တို့ညညွတ်နေမယ်ဆိုရင်ကျွန်တော်တို့တိုင်းပြည်ဟာပြောမယ်ဆိုရင်အရှိတော်အာရှမှာတကယ့်ကိုဒုတိယအကြီးဆုံးနိုင်ငံဖြစ်ပါတယ်နယ်နိမိတ်အားဖြင့်ဆိုရင်ကျွန်တော်တို့ထက်နယ်နိမိတ်ပိုပြီးတော့ကြီးတာဆိုလို့အင်ဒိုနီးရှားပဲရှိပါတယ်အင်ဒိုနီးရှားတော့ပြောမယ်ဆိုရင်တော့လက်ကျုံးနိုင်ငံဖြစ်တဲ့အတွက်ကျုံးနေအများကြီးရှိတယ်ဆိုတော့အဲ့အတွက်ကြောင့်လည်းတို့နိုင်ငံ area ကျွန်တော်တို့နိုင်ငံရဲ့ area ထက်ပိုကြီးပါတယ် ကျွန်တော်တို့ကဒုတိယနေရာမှာရှိနေတာဖြစ်တဲ့အတွက်ပြောမယ်ဆိုဆယ်နိုင်ငံဆိုတဲ့အာဆီယံရှစ်တောင်အာရှနိုင်ငံတည်းမှာဘာပဲဖြစ်ဖြစ်ကိုကနိုင်ငံကြီးတနိုင်ငံလို့တော့ပြောလို့ရပါတယ်ကျွန်တော်တို့အောက်မှာဆိုရင်ထိုင်းနိုင်ငံရှိပါတယ်ဆိုတော့ထိုင်းနိုင်ငံလက်ရှိချိန်မှာဘလော့တိတိုးတက်နေဆိုတာအားလုံးပဲသိပါတယ်ဆိုတော့ကျွန်တော်နိုင်ငံသူနိုင်ငံသားတွေကတော့ပြီးတော့အလုပ်လုပ်နေရတဲ့အတိုင်းပြည်တစ်ခုဖြစ်တယ်အဲ့တော့အဲ့လိုအခြေအနေကိုကျွန်တော်တို့အနေနဲ့ပြောင်းပြန်လှန်နိုင်ဖို့ဆိုရင်ကျွန်တော်တို့လက်ရှိဒီလက်လိုမျိုးမတူညီတာတွေကိုကျွန်တော်တို့မေ့ထားပြီးတော့ တော်တူညီအောင်ဘယ်လိုလုပ်မလဲဆိုတဲ့အတွေးခေါ်ကျွန်တော်တို့ရဲ့လူငယ်တွေရဲ့ကောင်းတဲ့မှာရှိနေဖို့လိုအပ်ပါတယ်။အကယ်၍များကျွန်တော်တို့ကမတူညီဘူးကွာဒီလက်ငါးချောင်းကမတူညီဘူးဆိုပြီးတော့တန်ဖို့မထားဘဲနဲ့တော့တချောင်းချင်းစီကိုဖျက်ပလိုက်မယ်ဆိုရင်တည်ကြတယ်ကျွန်တော်တို့ဘာမှသုံးစားလို့ရမှာမဟုတ်ဘူး။နောက်ဆိုတချောင်းနဲ့ပဲကြံခဲ့မိတာ။နောက်အဲ့တချောင်းနဲ့လည်းတော့ဘာမှလုပ်လို့မရတော့ဘူး။တည်ကြတော့လက်ငါးချောင်းတော့ရှိနေမှသာလေတကယ်ကိုခွန်အားဖြစ်စေပါတယ်အရာတော့။နောက်အရာအားလုံးကျွန်တော်တို့ဒီလက်ငါးချောင်းရှိမှကပို့ပြီးတော့ခိုင်ခိုင်မြဲမြဲကင်နိုင်မှလည်းဖြစ်ပါတယ်။ ဆိုတော့အဲ့လိုအခြေအနေကိုအားလုံးကျွန်တော်တို့မြင်နိုင်ဖို့လိုအပ်တယ်လို့ကျွန်တော်နေပြောကြားနေတယ်ပဲအဲကျွန်တော်တို့ဒီ view လေးကိုစုံစမ်းချင်ပါတယ်ဒီ view နဲ့ပတ်သက်ပြီးဘာများမှတ်ချက်ပေးခြင်းလဲမှတ်ချက်ပေးခြင်းလားရှိကိုမရေးသားကြပါကျွန်တော်နေ့စဉ်နဲ့မျှကြည့်ရှုအားပေးနေကြတဲ့ view တို့တယောက်ချင်းစီတဲ့အလေးနဲ့အထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ် view မှာထပ်ပြီးတော့ဆုံကြပါဗျ see you next video